ဟိုတိုင်းမှာရန်ကုန်မြစ်နဲ့ပဲခူးမြစ်ဆိုတာရှိတယ်เนาะဒီရရဲ့မြစ်ကြောင်းတခြားကိုအိန္ဒိယတခုတက်မှတ်လိုက်တယ်ပဇုံတော်ချောင်းပေါ့เนาะငမိုးရိပ်ဒီဘက် LHS เนาะ LHS မှာကရေဘက်မှာနိုင်ငံသားတွေနေတယ်ညာဘက်မှာတိုင်းရင်းသားတွေတိုင်းသားကြီးရတွေတိုင်းရင်းသားတွေအိတော့ပဲခူးသားတွေအိနိုင်ငံတကာတပြူတပြူဆိုတာနိုင်ငံတကာအောက်စုနေတယ်เนาะအဲနိုင်ငံအောက်စုကိုတကုံတက်ကတော့ထိန်းသိမ်းတာတယ်เนาะ ဒီဘက်ရန်ကုန်မြို့ပေါ်လှိုင်မြို့ပန်းနိုင်မြို့ရှိတာရှိတယ်เนาะရန်ကုန်တိုင်းဝန်ကြီးချုပ်တက်ကပါလောက်တယ်ဆိုတော့ပြောပြမယ်เนาะဒါပြည်သူတော်ချောင်းတပြူပုံစံဖြစ်နေတာမြေချောင်းကြည့်လိုက်တပြူပုံစံဖြစ်နေအဲဒါတပြူရက်ကွက်ဆိုတာဖြစ်တာနိုင်ငံတကာဆိုပြီးဖြစ်တာเนาะအဲဒါအိစရှိတယ်ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပါလို့ရော application လေးကเนาะငွေစက်ကူဒီထုတ်လုပ်လဲနေရเนาะဝန်ကြီးချုပ်ကဝန်စက်ကူတစ်ချက်ထုတ်လဲနှဲဆိုတာ presentation နေရเนาะအာညွှန်ညွှန်ချုပ်တွေပေါ့เนาะ ပြရှင်ပြရှင်မြေဒီမြေပုံကြီးကြည့်ပြီးတော့ငွေဆက်ခုကပဲညမှာ300ငွေဆက်ခုကြည့်ပြီးတာเนาะဖြည့်ရှင်ပြတာ300ဆိုတာစီစဉ်နေရเนาะတက္ကရုတ်ဘွဲရများစုစည်းတဲ့နေရာเนาะဒီ63ရက်ကစီရင်စု YUF ရန်ကုန်တိုင်းအဘွဲရတဲ့လူတွေအဲ63နေမိမှာစီရင်စုစာကြီးတိုင်းဆိုတာတီယိုတီထောင်အောင်မတီထောင်လို့မရဘူးဒါပြီးတော့ဒီမှာနိုင်ငံသားတွေရှိတယ်ဒီမှာအဲ့မှာလူစိုးထိန်တာဝါတီထောင်မယ်လေတီထိုင်တီထောင်နိုင်ငံတကာရဲတွေဝင်လာပြီးတအောက်စုလို့အဲတကုံတက္ကရုတ်ထီပေါ့เนาะ ို့တို့ဒီဒီမြစ်ကြောင်ရှောင်းငမိုးရိပ်မြစ်ကြောင်ရှောင်းအဲ့ဒါနိုင်ငံသားသားတွေလေနိုင်ငံသားသားတွေနဲ့တိုင်းရင်းသားတွေလက်ထက်မှာနိုင်ငံသားဘူထောင်အဂျပန်ဘူထောင်လာမယ်အမေရိကန်ဘူထောင်လာမယ်ကိုရီးယားဘူထောင်လာမယ်အိန္ဒိယဘူထောင်လာမယ်အဲ့ဒီသူတွေကပြောရဲဆိုနိုင်ငံသားပြည်ဖို့အတွက်ရန်ကုန်ဓာတ်နဲ့ယူယူမယူရန်ကုန်ဒူးနဲ့ယူမယ်ပြီးရင်မယူလို့ဆိုစေအိနေဘက်ချံဟိုတိုင်းရင်းသူတိုင်းရင်းသားတွေလည်းယူအဲ့လိုခံယူချက်နဲ့ဘူထောင်ဆိုတာဖြစ်ပေါ်လာဘူထောင်ရဲ့ဒီဘက်ချံမှာဒါဘူထောင် ရန်ကုန်တိုင်းပို့ဆောင်အစ်စ်ပေါ့နော်ရန်ကုန်တိုင်းပို့ကြီးတွေနေနေရမှာ63လို့68လမ်း9လမ်းလို့ငါလမ်း60ပဲအဲ့ဒါမဝင်ကြီးများယုံဆိုတာရှိတယ်။နောက်ဝင်ကြီးများယုံမှာလည်းစီရင်စုစီရင်စုတစ်ခုစီတဲ့အခုစီရင်စုက63မှာထားမှာ63မှာ YUF စာကြီးတိုင်းဟိုတယ်အဲ့မှာမှာသူတို့ get project တွေလုပ်လို့ရမှာနော်ဒီမှာလူစုထိန်းရေးလုပ်ငန်းတွေအဲဟို immigration ဌာနတို့ပါတော့အဲ့မှာတကုံတက်ကတို့တို့ပါအရန်အရန်အရေးကြီးတယ်ဒီဘက်ခြံတက်စုတော့ ီဘက်ရန်ကုန်တိုင်းအကုန်တိဆောက်လို့ပြီးပါပြီအင်းစိန်ဒီဘက်ချက်လှဲတန်းတို့ပါအကုန်စီပါပြီเนาะပန်းလှိုင်းမြေတပါအကုန်ဆေးရုံတို့ပါအကုန်တိဆောက်တာပါရန်ကုန်တိုင်းအခြေခံပါပြီဒီဘက်ချက်မှာအခုမှလုပ်ငန်းစားမှာเนาะလုပ်ငန်းစားမှာ